ငလင်တန်တဲ့ပြည်သူတွေကိုပြင်ဆင်ချက်ပြုတ်ထားတဲ့အစားအသောက်တွေလှူရမ်းတာဟာကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲယောဂါတွေဖြစ်ပွားနေတာကြောင့်ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်မဲ့အစားအစာတွေကိုလှူရမ်းပေးဖို့ကျန်းမာရေးဝန်ကြီးဌာနကအလူရှင်တွေကိုတိုက်တွန်းပန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံအတွင်းလက်တလောဖြစ်ပွားခဲ့တဲ့ငလင်ဘေးအန္တရာယ်ကြောင့်ယာယီကယ်ဆယ်ရေးစခန်းတွေမှာခိတ္တလာရောက်နေထိုင်နေသူတွေနဲ့ငလင်ဘေးသင့်ရက်ွက်တွေမှာရှိတဲ့မိမိတို့ရဲ့နေအိမ်ဝန်းကျင်မြေကွက်လက်အားကစားခွင့်စာတင်ကြောင်းစတဲ့နေရာတွေမှာယာယီနေထိုင်လျက်ရှိတဲ့ပြည်သူတွေအတွက်အလူရှင်တွေကစေတနာတရားတရားထက်တန်စွာနဲ့အစားအသောက်တွေလာရောက်လှူဒန်းနေမှုတွေကိုဝမ်းမြောက်ဝမ်းသာစွာတွေ့ရှိရကြောင်းကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။ဒါ့ဝင်ပေပဝင်းကျင်ရာသီဥတုအခြေအနေအရာ အလူရှင်တွေကပြင်ဆင်ချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုချက်ချင်းစားသုံးခြင်းမပြုဘဲတိုးလောင်သိမ်းဆည်းထားစဉ်အစာအစိမ့်သင့်ဖြစ်ပွားစေတဲ့ယောဂပိုးတွေပောက်ပွားရှင်သန်မှုဖြစ်စေနိုင်တာစားသုံးမှုမတင်တဲ့အခြေအနေတွေကိုရောက်ရှိစေနိုင်တာနဲ့အဆိုပါအစာအသောက်တွေကိုစားသုံးမိပါကအော့အန်နာဝမ်းပြန့်ဝမ်းလျှောဖြစ်တာစားတဲ့ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲယောဂတွေဖြစ်ပွားနိုင်ပြီးငလင်ဘေးသင့်ပြည်သူတွေအတွက်ကျန်းမာရေးကိုထိခိုက်စေနိုင်ကြောင်းတွေးရှိရာကြောင်းကျန်းမာရေးဝန်ကြီးဌာနကအသိပေးထားပါတယ်အလူရှင်တွေအနေနဲ့အစာအသောက်တွေလာရောက်လှူဒါန်းရမှာ ပြင်ဆင်ချက်ပြုတ်ထားတဲ့အစားအသောက်တွေလှူဒန်းခြင်းမျိုးမပြုဘဲစက္ကန်းတွေမှာနေထိုင်သူတွေကိုပူပူနွေ့နွေ့ချက်ပြုတ်ကျွေးမွေးနိုင်မှုစံစီစားပဲငှချောက်ကြက်ဥဘဲဥနဲ့ ချက်ပြုတ်ဖို့လက်ဆက်တဲ့အသားငါစတာတွေကိုပေးဖို့လူရန်နာပေးဖို့လူရန်ရမှာမြို့နယ်အလိုက်မြို့နယ်အုပ်ချုပ်ရေးမှုရုံးရှိတဲ့ကြီးကျယ်ရေးအဖွဲ့စီမံခန့်ခွဲမှုအဖွဲ့တွေကနေတစင်သာပေးဖို့လူရန်နာနဲ့ယာယီကယ်ဆယ်ရေးစခန်းတွေမှာတာဝန်ယူဆောင်ရွက်နေကြတဲ့စီမံခန့်ခွဲမှုအဖွဲ့နဲ့ကျန်းမာရေးဝန်ထမ်းတွေကစခန်းတွေမှာလူရန်ကြတဲ့အစားအသောက်တွေကိုကျန်းမာရေးနဲ့ညီညွတ်စေဖို့နဲ့တန်ရှင်းမှုရှိစေဖို့ကြီးကျယ်စစ်ဆေးတာတွေကိုဆောင်ရွက်ပေးကြဖို့တိုက်တွန်းနှိုးဆော်ကြောင်းကျန်းမာရေးဝန်ကြီးဌာနကအတိပေးချက်ထုတ်ပြန်ထားပါတယ်။